ကျဖြူမျိုးနယ်ကအာရခတက်တော်ထိန်ချုပ်ထားတဲ့နေရာတွေကိုကြီးရီလီပောင်းပြီးအကြံဖက်စစ်တပ်ကအပြင်းအထန်ထိုးစစ်ဆင်နေပေမဲ့လည်းအကြအစုံများပြီးရှေ့မတိုးနိုင် ဖြစ်နေတယ်လို့စစ်ရေးသတင်းရင်းမြစ်တွေကဆိုပါတယ်။အကြံဖက်စစ်တပ်ဟာကျောက်ဖြူမှာအေအေထိန်ချုပ်ထားတဲ့နေရာတွေကိုပြန်လည်ရရှိနိုင်ဖို့ ကုံထိုးစစ်စင်တိုက်ခိုက်နေပေမဲ့တကယ်မြေပြင်မှာစစ်တပ်ကအကြအဆုံအရဲများကထင်တလောက်တိုးမပေါက်နိုင်ဖြစ်နေတာပါနောက်ဆုံးပေါ်စစ်လက်နဲ့ပစ္စည်းတွေနဲ့ထက်မှန်ထိုးစစ်စင်နေပေမဲ့ဆက်လက်အခောင်အထည်ဖို့မနိုင်ပဲဖြစ်နေတယ်လို့ဒေတာရင်စစ်ရေးသတင်းရင်းမြစ်တစ်ခုကနရီဇရာကိုပြောပါတယ်တိုင်းချောင်းရွာကိုထိုးစစ်ဆင်လာတဲ့အကြံဖက်စစ်တပ်စစ်ကြောင်းဟာလည်းအလောင်းတောင်မကောက်နိုင်ပဲတက်ဆုပ်ပြီးခဲ့ရတယ်လို့ဆိုပါရယ်အကြံဖက်စစ်တပ်ဟာမြေပြင်ကဆိုရင်လည်း drone တွေလွတ်ပြီးတိုက်တယ်လို့ဒုံးကျည်တွေနဲ့ပ မှာကျဲချနေပေမဲ့အေအေကလည်းအပြောင်မြောက်ဆုံးနဲ့အကောင်းဆုံးခုခံတိုက်ခိုက်နေတယ်လို့ဆိုပါရယ်အော်တိုဘာ30ရက်ညနေပိုင်းကကြောက်ဖြူမျိုးနဲ့ဇင်းချောင်းပုံပွေကျွော်ကိုတိုက်ပွဲဖြစ်တာတစုံတရာမရှိပဲဂျက်ဖိုက်တာနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာဟာစစ်တပ်ကအကြအဆုံများနေလို့အညူအတိန်နဲ့တိုက်ခိုက်တာလို့စစ်ရေးလေလာသုံးသက်သူတွေကသုံးသက်ကြပါဗျ။ ကြောက်ဖြူမျိုးနဲ့တိုင်းချောင်းကျွာကိုအင်အားတရာကျော်နဲ့နောက်ထပ်တဖန်စစ်ကြောင်းထိုးတက်လာတဲ့စစ်ကြောင်းဟာလည်းဇိုင်ချောင်းကျွာအကျော်မှာအပြက်အသက်ချိန်မုံခံလိုက်ရတယ်လို့ဒေသခံတွေစီကသိရပါတယ်ရှင်။